ားရဲ့ချစ်သူကောင်းလေးနဲ့သူမကြာကလူတွေမသိသေးတဲ့ဘာညာကိစ္စကိုဖွင့်ချလိုက်တဲ့ဆိုမြတ်သူစာချစ်သူကောင်းလေးနဲ့ပတ်သက်ပြီးလူတွေမသိသေးတဲ့ကိစ္စကိုဖွင့်ချခင်တာကဆိုမြတ်သူစာပါ အစောပိုင်းမှာကလေးကမာကြီးစိုးတယောက်သူ့တက်တန့်ရွယ်များကြီးကွာဟတဲ့တားရွယ်ကောင်းလေးတယောက်နဲ့တွဲနေတဲ့ဆိုတဲ့သတင်းတွေကအနုပညာလောကမှာရောပြည်သက်တွေကြာမှာပါ လူပြောများနေတာပါဆိုမြသူစာဟာတားရွယ်သားရှိသေးတဲ့ကောင်းလေးနဲ့တွေ့နေလို့ဝေဖန်တန်နေဆက်စုတန်နေမျိုးမျိုးထွက်ပေါ်ခဲ့ပြီးနောက်မှာတော့အခုဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးမာကြီးစိုးကိုရိုင်းကပဲလူတွေသိချင်နေတဲ့အမှန်တရားကိုရှင်းဖွင့်ချပြလာခဲ့ပါပြီ။ မင်းသမီးကြီးစုံမြတ်သူစာဆိုတာအမှုပညာလောကမှာနှစ်ပေါင်းများစွာထိတ်တန့်တနေရာကနေအောင်မြင်မှုတွေနဲ့ခိုင်ခိုင်မာမာရပ်တည်လာခဲ့တဲ့သူတယောက်ပါသူရဲ့တည်ယုံဆောင်ရည်ချင်းကိုရောသူရဲ့ဘဝဖြတ်သန်းမှုကိုပါပရိသတ်တွေကလေးစားအားကြားခဲ့ကြရတာပါအထူးသဖြင့်ပြိတ္တတွေကသူ့ရဲ့ယောက်ျားလေးတွေနဲ့ပတ်သက်မှုကင်းရှင်းပြီးအနေထိုင်တည်ငြိမ်တဲ့မင်းသမီးကြီးတူအဖြစ်သတ်မှတ်ထားခဲ့ကြတာပါ။ဒါကြောင့်လည်းသူ့အပေါ်မှာတားရွယ်လို့ထင်ရလောက်အောင်ငယ်ရွယ်တဲ့ကောင်းလေးတစ်ယောက်နဲ့ချစ်သူလေးဖြစ်နေတဲ့ဆိုတဲ့တည်င်းတွေထွက်ပေါ်လာတဲ့အခါမှာအ ားလုံးကအရှမ်းကိုအားအသင့်တုံ့လုပ်ခဲ့ကြရတာပါ။အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဓာတ်ပုံတွေထဲမှာတော့မာဂျီဆိုးရဲ့ဘေးနားမှာအရေးတကြီးကြီးနဲ့ဂယူဆိုင်နေတဲ့ချောမောခန်းကြပြီးအရွယ်ကောင်းတဲ့ကောင်လေးတယောက်ကိုတွေ့ခဲ့ကြရပါတယ်။တဲ့တင်းနေရေဖော်ပြချက်ရအဲ့ဒီကောင်းလေးဟာမာကြီးဆုတ်တဲ့အသက်30လောက်ငယ်ပြီးအသက်20ကျော်ဝန်းကျင်မှာရှိသေးတယ်လို့ဆိုပါတယ်။တချို့ကလည်းသူတို့နှူးတွဲနေကြတာတစ်နှစ်ကျော်နှစ်နှစ်နီးပါးလောက်ရှိနေပြီလို့ပြောကြပြန်ပါတယ်။ ဒီသတင်းတွေထွက်ပေါ်လာပြီးနောက်မှာတော့ဝေဖန်တန်တွေကလည်းစူညံစွာထွက်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့်မြမလူမှုအဖွဲ့အစည်းရဲ့ယဉ်ကျေးမှုအရအသက်ကြီးတဲ့အမျိုးသမီးကအသက်ငယ်တဲ့အမျိုးသားကိုလက်ထပ်ယူရင်ပြောချင်ဆိုချင်ကြတဲ့အလေးထားရှိနေတော့မှာပဲ။ဒါ့အပြင်မင်းသမီးကြီးစိုးမြတ်သူစားဟာမြမတနိုင်ငံလုံးကအတိမတ်ပြုထားတဲ့အောင်မြင်ပြီးချမ်းသာကြွားတဲ့ထိတ်တန်းမင်းသမီးတူဖြစ်တဲ့အပြင်ခက်ချောချောခက်ငယ်ငယ်ကောင်းလေးကိုပတ်စံနဲ့စပွန်ဆာပေးထားတာဆိုရင်မဟုတ်မမှန်တဲ့ဆွဆွဲပြောဆိုမှုတွေအထီးထောင်ရှိခဲ့ပါတယ်ရှင်။ ဒီလိုမျိုးမျိုးသောဝေဖန်မှုတွေထင်ကျေးပေးမှုတွေကိုအဆုံးသတ်လိုက်တဲ့အဖြစ်တစ်ခုကိုတော့မာဂျီဆိုဆိုးမြတ်သူစားကိုယ်တိုင်ကပဲပြစ်တဲ့တွေကိုချပြလိုက်ပါပြီ။ဒါကတော့လူတွေထင်နေသလိုဝေဖန်နေကြသလိုလုံးဝမဟုတ်ခဲ့ပါဘူး။မာဂျီဆိုကသူ့ရဲ့အင်တာဗျူးတစ်ခုကနေတစင်ပြစ်တဲ့တွေသိချင်နေတဲ့အမှန်တရားကိုရှင်းလင်းပြသစွာပဲပြောပြခဲ့ပါတယ်။အားလုံးကတားရွယ်ကောင်းလေးလို့ထင်နေကြတဲ့သူ့ရဲ့ချစ်သူဟာတကယ်တော့ယောက်ျားနေမဟုတ်ပဲမိန်းကလေးစစ်စင်2.2ဒါဖြစ်တယ်လို့ကာယကံရှင်မာဂျီဆိုကချပြလာတာပါ ါမာဂျီဆိုကသူ့ရဲ့ချစ်သူဟာသူ့ကိုအရင်ချစ်အရင်နားလေပေးတဲ့ထုံပွိုင်းကောင်မလေးတယောက်ဖြစ်ကြောင်းသူမဟာတခြားမျိုးကဖြစ်ပေမယ့်သူမကိုဒီတခြားလက်တွဲတော့မှဖြစ်ချောင်းကိုလည်းရှင်းပွင့်ပြောကြားခဲ့ပါတယ်ပိုပီချီနူးစရာကောင်နာကတော့အဲ့ဒီထုံပွိုင်းလေးဟာတခြားသူတယောက်မဟုတ်ပေမင်းသမီးကြီးစိုးမြတ်သူဆိုင်ရင်အမေရိကန်ပြည်သက်သူဆိုတဲ့အချက်ပါပဲ မာတီဆိုးကအတန်ရွေရလာတဲ့အခါမှာယောက်ျားလေးတွေကို စိတ်ဝင်စားတော့ပဲယုံကြည်မှုလည်းမရှိတော့တဲ့အတွက်သူ့ကိုနားလေပေးနိုင်မယ့်မိန်းကလေးတယောက်ကိုပဲလက်တွဲပေါ်အဖြစ်ရွေးချယ်ခြင်းနဲ့ဆိုရင်သူ့ရဲ့ခံယူချက်ကိုလည်းပုံမွေလေးလေးပြောပြခဲ့ပါတယ်ရှင်။ပရိသတ်ကြီးတို့ကရောအခုလိုသူ့ရဲ့ချင်းကြီးကိုပုံမွေလေးလေးဝန်ခံချပြလိုက်တဲ့မင်းသမီးကြီးစွမျက်သူစာပေါ်မှာဘလို့အမြင်တွေရှိကြလဲဆိုတော့ကိုပြောသွားကြပါအောင်ရှင်။